Hello, this is Ron Stallworth calling. Who am I speaking with? This is David Duke, Grand Wizard of the Ku Klux Klan. ကျွန်တော်တို့ကကြည့်ခဲ့ရတဲ့ဒါအပိုင်းတပိုင်းတစားပေါ့နော်။ရုပ်ရှင်တပိုင်းတစားကလာ2018ခုနှစ်တုန်းကထွက်ခဲ့တဲ့ Black K Clans Man ဆိုတဲ့ရုပ်ရှင်တွေကအာတစ်ဖြတ်ပိုင်းတစားပါ။ဆိုတော့ဒီအကြောင်းမှသူပြောသွားတာတွေ့မှာပေါ့။ The Grand Wizard of the Ku Klux Klan ဆိုတာ The KKK ပေါ့နော် Ku Klux Klan ဒီထိတ်ချုံအာအုတ်ထုတ်တွေစောင်းထားတဲ့ guy ပေါ့နော်။ဒီအကြောင်းကိုရိုက်ထားတဲ့ရုပ်ရှင်ပေါ့။ ဆိုတော့ဒီ KKK အကြောင်းကိုရိုက်တဲ့ရုပ်ရှင်3-4ကားလောက်ရှိပါတယ်ဒီထဲမှာဒီကားကတော့တော်တော်အောင်မြင်တဲ့ကားလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒီနေ့ကျွန်တော်ပြောမယ့်အကြောင်းအရာက Cookless Clan အကြောင်းတစ်ခုတည်းတော့မဟုတ်ပါဘူးဆိုတော့ကျွန်တော်ဒီစပိန်ကိုရောက်ကြတဲ့ကပေါ့နော်ပြည်လာတဲ့အထက်မှာနောက်တစ်ခုကတည်လာတဲ့အထက်မှာမနေ့စိတ်ဝင်စားချက်ကောင်းတဲ့အဖွဲ့တစ်ခုရှိပါတယ်ဆိုတော့ဒီကမ္ဘာစာပေတချို့ကိုဖတ်တဲ့သူတွေဆိုတော့ဒီအကြောင်းဒီအဖွဲ့ကိုလည်းရင်းနှီးကြပါလိမ့်မယ်အဖွဲ့နာမည်က Spanish Inquisition ပါဆိုတော့ဘာလို့လဲဆိုတော့ ဒီ6600ရာစုပတ်ဝန်းကျင်လောက်ကပေါ့နော်အဲ့တုန်းကဒီကက်သလစ်မဟုတ်တဲ့တခြားဘာသာဝင်တွေကိုတတ်ဖြတ်ခဲ့တယ်ဒါစစ်စေးရေးလုပ်တယ်စစ်ကြောရေးလုပ်တယ်ပြီးတော့တတ်ဖြတ်ခဲ့တယ်ဂိုင်းတခုပေါ့ဆိုတော့ဒါကအာဥပဒေအရချိခဲ့တဲ့အဖွဲ့တစ်ဖွဲ့ပေါ့နော် Spanish Inquisition ဆိုတာအင်မတန်နာမည်ဆုံးတဲ့ကြော်ကြားပါတယ်ဒီဖွဲ့အကြောင်းကိုလည်းကျွန်တော်ပြောချင်နေတာတော့ကြာပြီနောက်တစ်ခုကကျွန်တော်ဒီကြားထဲမှာပဲဒါစပိန်မှာမြန်မာနိုင်ငံမှာဆိုလို့ရှိရင်ဒါကြံကြတဲ့အချိန်ကခရစ်ယာန်ဒီကက်သလစ်ခရစ်ယာန်မှာဆိုလို့ရှိရင်အဲ့ဒါကိုဒီဇေမာနာစင်တာလို့ဒီစပိန်မှာတော့ခေါ်တာပေါ့နော် ဒီခရီးယံဘာသာဝင်တွေကတော့မြန်မာနိုင်ငံမှာဘာသာပြန်ကြတာမြန်မာနိုင်ငံခရီးယံဘာသာဝင်တွေပြောကြတာကတော့တန့်ရှင်းသောရစ်သက်တပတ်ဆိုပြီးတော့ဒီကာလကိုခေါ်ပါတယ်အင်္ဂလိပ်လိုတော့ Holy Week လို့ပြောတာပေါ့နော်ဆိုတော့ဒီဟာကကုစပိန်မှာဆိုစပိန်ကဒါကစ်လက်နိုင်ငံဖြစ်တယ်အင်မတန်ဘာသာရေးကိုင်းဆိုင်ကြတာပေါ့နော်ဆိုတော့သူတို့ကဒီအခုရောက်ရှိနေတဲ့ဒါတန့်ရှင်းသောရစ်သက်တပတ်ကာလကိုစပိန်မှာဆီမာနာစင်တာကိုအင်မတန်တမိုးထားကြပါတယ်ဆိုတော့ဒီဒီပွဲကိုအာဒီစပိန်နိုင်ငံတနိုင်ငံလုံးအနှံ့မှာကျင်းပကြတာပေါ့နော်ကျွန်တော်ရှိတတာတော့မက်ဒရစ် မဒရစ်မြို့တွေမဟုတ်ပဲねသူတခြားမြို့ကြီးတွေမှာလည်းကျင်းပကြတယ်ဒါပေမဲ့တကယ်တကယ်အမှန်တကယ်ဒီနာမည်ကြီးပြီးတော့ပိုလဲစီကားတာပေါ့နော်နာမည်အကြီးဆုံးလို့ပြောတယ်မြို့ကတော့စေဘီယာမြို့ပေါ့ဘလုံးပရိသတ်တွေဆိုရင်တော့ဒီနာမည်ကိုရင်းနေပါလိမ့်မယ်ဟိုမြန်မာနိုင်ငံမှာတော့စီဘီလာလို့ခေါ်ကြပါတယ်ဒီမှာတော့အဲ့ဒီနာမည်ကိုစေဘီယာလို့ခေါ်တာပေါ့နော်ကျွန်တော်ပြီးခဲ့ဒီနှစ်ရက်သုံးရက်လောက်ကအဲ့ဒီစေဘီယာမြို့ကိုရောက်နေခဲ့ပါတယ်တိုက်တဲ့ဆင်ဆိုင်ပဲအဲ့ဒီစေမာနာစင်တာပွဲကိုကျုံရတာပေါ့နော်ညပဲရော မနေ့ပဲရောပြီးရင်တော့ကျွန်တော်တွေ့ခဲ့တဲ့ video file တွေကျွန်တော်ပြီးရင်ပြပါမယ်ဆိုတော့ဒီမှာဘာတွေမြင်ရလဲဆိုတော့အခုနကကျွန်တော်တို့ cook class clan ဒီ guy ပေါ့နော်အဲ့ဒီ guy မှာတွေ့ခဲ့ရတဲ့ပုထုချွန်တွေကိုလည်းကျွန်တော်ဒီမှာတစ်ခါတွေ့ခဲ့ရတယ်ဆိုတော့ကျွန်တော်အရင်တုန်းကပြောချင်တဲ့ Spanish Inquisition တဲမှာလည်းအဲ့ဒီပုထုချွန်တွေအကြောင်းပါတယ်ပေါ့နော်ဆိုတော့ဒီမှာအကြောင်းအရာ၃ခုဖြစ်သွားတော့ cook class clan Spanish Inquisition နောက်ပြီးတော့ Semana Santa ဒီအခုရောက်နေတဲ့တန်ရှင်တော်ရတဲ့တပတ်အကြောင်းပေါ့နော်ဆိုတော့ဒီ၃ခုစလုံးကတွေ့နေတာကအဲ့ဒီပုထုချွန်တွေ ိတ်ချုံအုပ်ထုတ်တွေအကြောင်းပေါ့နော်ဆိုဒီအကြောင်းကကျွန်တော်တို့အပြည့်အစုံဘယ်လိုဆင့်ရနေသလဲနောက်နောက်ခံသမိုင်းအကြောင်းတွေကဘာတွေလဲဆိုတော့ကျွန်တော်တို့ဒီနေ့လေ့လာသွားမှာဖြစ်ပါတယ်ကျွန်တော်တို့အရင်ဆုံး Google's Clan အကြောင်းကိုပြောကြရအောင်ပါဆိုတော့ Google's Clan ကိုအတူကောက်ကတော့ KKK လို့ခေါ်ကြတယ်တချို့လဲ K3 လုံး gain ဆိုပြီးတော့ခေါ်ကြတာရှိပါတယ်ဆိုတော့နာမည်မျိုးမျိုးပေါ့နော်သူ့ရဲ့အရှိခေါ်ကတော့ Google's Clan ပါ တော့ဒီအကြောင်းကိုဘာလို့ပြောဖို့လိုရလဲပေါ့နော်ထောင်ဒီ1800ကျော်လောက်1900မတိုင်ခင်ဒီ1900ဆိုနှောင်းပိုင်းလောက်ကပေါ်ခဲ့တဲ့ဒီအကြောင်းကိုကျွန်တော်တို့အခုလောလောဆယ်အချိန်မှာဘာလို့ပြောလို့တလဲပေါ့ဒီအကြောင်းကစိတ်ဝင်စားစရာရှိလို့လားပေါ့ဘာလို့လဲဆိုဒီအဖွဲ့ကလူဖြူကြီးဆိုရေးအစွန်းရောက်အမျိုးသားရေးဝါဒီအဖွဲ့ပေါ့သူတို့ကလူဖြူတွေဒီသာပမာဏလူဖြူတွေဒီသာပထမလူဖြူတွေဒီသာအာအရာအလုံးရဲ့အာပိုင်ရှင်ဆိုတာမျိုးကိုသူတို့ကတွားခြင်းခဲ့တာပေါ့တကယ်လည်းလုတ်ခဲ့တဲ့အဖွဲ့ပေါ့ဆိုတော့အခုလောလောဆယ်အချိန်မှာကျွန်တော်တို့ဒေါ်နယ်ထရန့်အပါဝင် တကဘာလုံးအတိုင်းတာမဟုတ်ဟန်ဂရီမှာဆိုတဲ့တမျိုးအမျိုးမျိုးပေါ့နော်ကျွန်တော်သူ့နိုင်ငံသားတွေဒီသာပထမဆိုတဲ့ပုံစံကိုကျွန်တော်တို့သွားနေကြတာပေါ့ဆိုတော့ဒါကအခုမှဒီ idea တွေဟာအခုမှစလာတာလားဆိုတော့မဟုတ်ပါဘူး19ရာစုဒါနောင်မိုင်းကလေးကဒီ idea တွေကရှိခဲ့ပေါ့ဆိုတော့တော်တော်အန်ရည်ကြီးတဲ့အဲ idea ပုံစံမျိုးတွေပေါ့နော်နောက်ပြီးဒီဟာကဘလောက်ထိတောင်ဖြစ်သွားနိုင်တယ်လဲဆိုတော့အဖွဲ့အစည်းတွေဖွဲ့လာတယ်လူတွေနောက်ဆုံးဒုက္ခပေးလာတယ်အကိုနဲ့မတူတဲ့ဥပမာဆိုကြပါဦးကျွန်တော်တို့ကျွန်တော်တို့ပြောမယ် Google Class Clan ဆိုလို့ရှိရင်လူမဲတွေကို အာတတ်ဖြတ်တယ်နောက်တစ်ခုကဘုံဘုံထောင်နဲ့ဘုံဖောက်ခွဲတယ်ဆိုတဲ့အထိဖြစ်ခဲ့တာပေါ့နော်ဆိုတော့သူတို့ရဲ့ idea ကအခုကျွန်တော်တို့ခက်စားနေတဲ့ idea ပဲလူဖြူတွေဒီတာပဒါနာဆိုတာလူတွေဒီတာပထမဆိုတဲ့ဟာမျိုးကသူတို့ရဲ့အဓိက idea ပေါ့ဆိုတော့ကျွန်တော် Google Glass အကြောင်းကိုဆက်ပြောအောင်ပါဆိုတော့ဒီဖွဲ့ကဘယ်တော့မှပေါ်တာလဲဆိုတော့ဒါအမေရိကန်မှာပြည်တွင်းစစ်ဖြစ်ပြီးတော့ပြန်လဲထူထောင်ရေးလုပ်နေတဲ့ကာလပေါ့နော်အဲ့ဒီအချိန်မှာပေါ်ခဲ့တာပါဆိုတော့ဘာလို့လဲဆိုပြည်တွင်းစစ်ပြီးတဲ့အချိန်မှာဒီလူမဲတွေကိုအမေရိကန်ဆိုးရွားက အရင်တုန်းကလိုဟိုကျွန်ပုံစံမျိုးနဲ့မဟုတ်တော့ဘဲနဲ့မဲပေးခွင့်ရှိလာတယ်တဖြည်းဖြည်းတဖြည်းဖြည်းပေါ့နော်နောက်လူအတိုင်းဝိုင်းထဲမှာနေရာပေးလာတယ်နောက်ပြီးနိုင်ငံရေးမှာပါဝင်ခွင့်ပေးလာတာပေါ့ဆိုတော့ဒါကိုဒီလူဖြူကြီးဆိုရေးဝါဒီတမားတွေကမကြိုက်ကြပါဘူးဆိုတော့သူတို့ကလူမဲတွေကိုနေရာပေးတယ်ငကိုအတိုင်းပဲကျွန်အနေနဲ့ပဲဆက်ထားတယ်လို့ယူဆကြတာပေါ့ဒါကြောင့်မလို့လူမဲတွေကိုနေရာပေးဖို့စ조사တဲ့နိုင်ငံရေးတမားတွေကိုလည်းသူတို့ကတာဂက်ထားပြီးတော့တတ်ဖြတ်တာအာစသဖြင့်လှုပ်လာတယ်ပေါ့နော်ဆိုတော့ အဲ့ဒီမှာတို့ပထမဦးဆုံးစဖွဲ့တော့တို့ဒါ first clan လို့ခေါ်တော့မှာ Google's clan ရဲ့ပထမ line လို့ကျွန်တော်တို့ပြောလို့ရတာပေါ့အဲ့ဒါက1865ကနေ1882တိကာလဆိုတော့ဘာလုပ်လဲဆိုတော့လူမဲတွေကိုအကြောင်းပြချက်မရှိဘဲနဲ့လူမဲဖြစ်လို့ဆိုရဲအဲအကြောင်းနဲ့တူတာဘာလို့လဲဆိုဖမ်းပြီးတော့ကြိမ်တမ်းပေးတာလို့နောက်ပြီးတော့ဒီအပင်ပေါ်ကနေဆွဲချိုးချတတ်တာလို့ဘာလို့အဲ့ဒီဟာကို1000ဒီ1865ကနေ1882လောက်ထိကြားကာလမှာလုတ်ခဲ့တာပေါ့နော်ဒုတိယ line ကျတော့သူတို့က 1935နောက်ပိုင်းမှာဒါဒုတိယလိုင်းစာအဲ့ဒီမှာသူကလူမဲအစောအစောပိုင်းမှာတော့သူကလူလူဖြူကြီးဆိုးရေးဆိုလူမဲကိုအဓိကတားခဲ့တာတယ်ဒါပေမဲ့နောက်ပိုင်းမှာဘာတွေပါလာလဲဆိုတော့ဂျူးတွေနောက်ပြီးတော့ကက်သလစ်ဒီခရစ်ယာန်ဘာသာဝင်တွေကအဓိကထားတိုက်ခိုက်တာဆိုတော့ဒီမှာကျွန်တော်တို့မေးစရာရှိတာကဒီ KKK ဂိုင်းကဖျားမယ်လားဆိုပြီးတချို့ကလည်းပြောကြတာမျိုးရှိတယ်သူတို့ကဖျားမယ်ဂိုင်းတော့မဟုတ်ဘူးသူတို့က protesting ဘက်ကိုနည်းနည်းနှွေတာပေါ့နော် protesting ခရစ်ယာန်ပါပဲနည်းနည်းနှွေဆိုတော့သူတို့အကြောင်းလို့ဘာလို့အဓိကထားလဲဆိုတော့ဂျူးတွေကိုတိုက်ခိုက်တယ် နောက်တစ်ခုကဒီကက်သလစ်ခရိယန်တွေကိုအဓိကထားပြီးတိုက်ခိုက်တယ်ပေါ့ဒါ1915နောက်ပိုင်းမှာဖြစ်လာတာဆိုတော့အဲ့ချိန်မှာလူမဲတွေကိုမတိုက်ခိုက်ဘူးလားဆိုလူမဲတွေလည်းပါတယ်ပေါ့အကုန်လုံးဖြစ်လာတာပေါ့လူမဲတွေပါတယ်ဂျူးတွေပါတယ်နောက်ကက်သလစ်ခရိယန်တွေကိုဒီ KKK အဖွဲ့တွေကတိုက်ခိုက်တာပေါ့ဆိုတော့နောက်ပြီးတော့အဲ့ဒီတုန်းကပါရီစဖြစ်လာပြီလို့ရွှေပြောင်းဝင်ရောက်လာတဲ့သူတွေရှိနေပြီပေါ့နော်အမေရိကမှာဆိုတော့လူမဲတွေတင်မကောက်ဘူးတခြားဒီတခြားနိုင်ငံကနေပြီးတော့အမေရိကကိုပြောင်းလာတဲ့သူတွေကိုလည်းစပြီးတော့တိုက်ခိုက်နေပြီသူတို့ဒီ Cook Desk ကအဖွဲ့ ဲ့တုန်းက1935မှာကျွန်တော်တို့ပထမပြောခဲ့တာ1800ဒီ65နောက်ပိုင်းပေါ့နော်အဲ့ဒီမှာဒီ1935နောက်ပိုင်းမှာတော့သူတို့ရဲ့အင်အားကဘယ်လောက်ထိအောင်ကြီးလာလဲဆိုတော့3တန်းကနေ6တန်းလောက်ထိရှိတယ်လို့တော့သမိုင်းပညာရှင်တွေကခန့်မှန်းကြတာပေါ့ဘာလို့လဲဆိုတော့အတိအကျမသိရပါဘူးဆိုတော့ဒီမှာပြောချင်တာကလူမဲတွေကိုအဓိကထားတိုက်ခိုက်တဲ့အချိန်ကိုအစိုးရကအဲ့ဒီတုန်းကအစိုးရကဟုတ်ဘူးလူမဲတွေကိုဒါလက်ခံတင်ပြီးဒီနောက်ပြီးတော့နိုင်ငံရေးမှာပေါဝင်ခွင့်ပေးတင်ပြီးလို့ပြောနေတဲ့အချိန်မှာဟုတ်ဘူး အာဒီသူတို့အမေရိကန်လူဖြူတွေကမဟုတ်ဘူးဒီလူတွေကိုတော့ငကိုအတိုင်းပဲဒီကျွန်အနေနဲ့ပဲဆက်ထားတင်နေဆိုတဲ့အယူအဆကိုပြောတာပေါ့နော်ဆိုတော့အဲ့ဒီယူဆကဘယ်လောက်ထိတောင်ဒါအောင်မြင်ခဲ့တယ်လေဟိုလူတွေကြောက်ဘယ်လောက်ထိရောက်ခဲ့တယ်လူ3တန်းကနေ6တန်းဆိုတဲ့ပမာဏဟာတော်ရုံပမာဏတော့မဟုတ်ပါဘူးဆိုတော့ဒီဟာကိုကျွန်တော်ကဒီမှာမြင်စေချင်တာပါကျွန်တော်အဲ့ဒီနောက်ပိုင်းကသူကအဲ့ဒီကာလနောက်ပိုင်းဘာလို့လာလဲဆိုတော့လောကတိုင်းဒီမီးရှို့တာတို့ဘာလို့စပြီးလှုပ်လာတာပေါ့နော်ဆိုတော့ကျွန်တော်ဒီအဲ့ဒီဗီဒီယိုတွေရှိပါတယ်တပ်ပုံတွေလည်းရှိပါတယ် တော့ကျွန်တော်ဒီမှာတော့ထည့်ပြီးတော့မပြနိုင်ပါဘူး။အဲ့လို YouTube ကအဲ့ဒါတော်တော်ဟိုထိလို့ရှောက်လဲပေါ့နော်။ထည့်ထည့်လို့ရှိရင်ပြဿနာရှိပါတယ်။ဆိုတော့ဒါကြောင့်မို့လို့ကျွန်တော်အဲ့ဒီဟာတော့မထည့်ပါဘူး။တချို့အဲ့ဒီအကြောင်းအရောစိတ်ဝင်စားရဲဆိုတော့ထောင်ကို35နောက်ပိုင်းမှာဒီ Ku Klux Klan အဖွဲ့ကလုတ်ခဲ့တဲ့တပ်ပုံတွေရှိပါတယ်။ဒီ level ကတောင်မီရှိုးတဲ့တပ်ပုံတွေ။အဲတချို့ဇက်ကားတွေတဲမှာလည်းအဲ့ဒီဟာတွေထည့်ရိုက်ကြတာရှိတယ်ပေါ့နော်။ရှာကြည့်ကြည့်လို့ရပါတယ်။ဆိုတော့ဒါကဒုတိယ line ပေါ့။ဆိုတော့တတိယ line မှာကျတော့ဘာလို့လဲ1946နောက်ပိုင်းပေါ့နော်။ အဲ့ဒီမှာသူတို့ကလူမဲစောပိုင်းမှာကျွန်တော်တို့ပြောခဲ့တဲ့လူမဲတွေတိုက်ခိုက်တယ်ပြီးတော့ဂျူးတွေအဲတိုက်ခိုက်တယ်ကက်သလစ်ဘာသာဝင်တွေတိုက်ခိုက်တယ်ပေါ့နော်ကျွန်တော်နောက်ပိုင်းဘာဖြစ်လာလဲဆိုတော့လူခွင့်လှုပ်ရှားတဲ့သူတွေကိုစပြီးတော့တိုက်ခိုက်လာတယ်ဘာလို့လဲလူခွင့်လှုပ်ရှားသူတွေပြောတာကလူမဲတွေကိုနိုင်ငံရေးမှာပေါင်ခွင့်ပေးရမယ်အဲမဲပေးခွင့်ပေးရမယ်ဆိုတဲ့မျိုးပြောလာတာပေါ့နော်ကျွန်တော်တို့ဒီလူတွေကိုဒီခါတာတိုက်ခိုက်လာတာအဲ့ဒါ1946နောက်ပိုင်းမှာအဲ့ဒီမှာသူကတိုက်ခိုက်လာတယ်ဆိုတာဟိုစကားအပြင်းသာတိုက်ခိုက်လာတော့ပြောတော့ဘလောက်ထိအောင်ကျန်းလာလဲဆိုတော့အဲ့ဒီအဖွဲ့ကအဲ့ဒီ Google's Clan အဖွဲ့ကဒီလူခွင့်လှုပ်ရှားတဲ့သူတွေကိုဘုံ ဘုံထောင်တာနော်သူတို့သွားနေဘုံထောင်တာဘုံပေါက်ခွဲတာလောက်ထီတော့လှုပ်လာပြီးတော့ချင်းချောက်စာတွေပို့တာပေါ့နော်မင်းဘယ်ဘယ်ဟာတော့မလုံနေတော့စသဖြင့်ပေါ့သူနိုင်ငံကြီးဟုတ်ပြောပေါ်နေသွားရဲဆိုလို့ရှိရင်ဘယ်ကိစ္စကိုတော့မပြောနဲ့ဆိုတာမျိုးတွေစပြီးချင်းချောက်လာတာမျိုးတွေအဲ့ဒီနောက်ပိုင်းမှာလှုပ်ခဲ့ပါတယ်ဆိုတော့ဒါပေမဲ့အဲ့ဒီနောက်ပိုင်းမှာတော့ Google's Clan အဖွဲ့ကအစိုးရကလည်းအဲ့တုန်းကအမေရိကန်အစိုးရကလည်းထိန်းတယ်ပေါ့နော်တော့ဒီအဖွဲ့ကိုဖျက်သိမ်းလို့တော့မရအောင်သူကလောလောဆယ်ဒီအသင်းအပင်းအဖွဲ့ခွင့် အောက်မှာရှိတာကိုအဲ့ဒီဥပဒေအောက်မှာရှိတော့ဘယ်အသိမဆိုရင်ဖွဲ့လို့ရတယ်ဒါပေမဲ့ဒီအဖွဲ့ရဲ့လောက်ရတယ်ခုနပြောတဲ့သူကဘာဒီတောင်းဒီကြားထဲမှာလောက်ခဲ့တယ်နာမည်ကြီးတဲ့လောက်ရတယ်ရှိပါအဲ့ဒါကဘာလဲဆိုတော့ဒီခေါင်းစော့ဒီထိတ်ချုံခေါင်းစော့ဖြူအောင်ကြီးတွေအုတ်ထုတ်ဖြူအောင်ကြီးတွေစောင်းပြီးတော့ညဘယ်ပေါ့နော်လှဲ့လေဆိုဒီမှာတစ်ခုပြောကြရရှိတာကပထမ line တော့ကျွန်တော်ခုနပြောတဲ့ဒီ1860နောက်ပိုင်းပေါ့နော်1860ကနောက်ပိုင်းအဲ့ဒီဒုံက ဒီပထမလိုက်မှာတော့ကျွန်တော်တို့ကဝတ်ချင်အောင်ဝတ်တာခေါင်းကတော့တို့မျက်နှာမပေါ်ကြဘူးတို့တို့ဘယ်သူမှမသိရဘူးဆိုတော့အော်ထိတ်ချုံအုတ်ထုတ်ထိတ်ချုံဝတ်တယ်ဒါပေမဲ့အယောင်တွေကအမျိုးမျိုးကွဲတယ်အဲဝတ်ချင်အောင်ဝတ်ကြတာပေါ့ဒါပေမဲ့ဒုတိယလိုင်းမှာကျတော့တို့စပြီးတော့အယောင်တတ်မှတ်တယ်အခုနောက်ကျွန်တော်ပြောခဲ့တဲ့၃တန်းကနေ၅တန်းကြားဒီအဖွဲ့ဝင်ရှိတဲ့အချိန်မှာစတတ်မှတ်တယ်အဲ့ဒီမှာဘာတတ်မှတ်လဲဆိုတော့အဝတ်တဲ့ဝတ်စုံကလည်းအဖြူရောင်ပဲနောက်ပြီးတော့ဒီထိတ်ဝတ်တဲ့ထိတ်မှာဆောင်းတဲ့အုတ်ထုတ်ကလည်းအဖြူရောင်ပဲပေါ့နော်မျိုးလုံးနှလုံးကိုအပေါက်ဖောက်တာဆိုတော့အဲ့ဒီဟာကိုအဖြူရောင်ဝမ်းစုံကိုတို့က ီကုကလပ်ကလန်ရဲ့အဲသူတို့ရဲ့ဝတ်စုံယူနီဖောင်းဆိုပြီးတော့တတ်မှတ်လိုက်တာပေါ့နော်ဆိုတော့ဒါကြောင့်မို့လို့ဒီအဲ့ဒီဝတ်စုံကိုမြင်တာနဲ့ဒါကုကလပ်ကလန်ဆိုပြီးတော့အထူးသဖြင့်တော့အမေရိကန်မှာဝေအမေရိကန်မှာကြီးတဲ့ဒီအမေရိကန်နိုင်ငံသားတွေကအဲ့ဒီဝတ်စုံကိုမြင်လိုက်လို့ရှိရင်အဲ့ဒီ ideology ကိုနောက်နောက်ွယ်ရ ideology ကိုရင်းနှီးကြပါတယ်ဆိုတော့တနည်းအားဖြင့်တော့ဟိုကြောက်စရာလန့်စရာကောင်းတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဒါကြောင့်မို့လို့ဒီ Hollywood ကရုပ်ရှင်နေထဲမှာအဲ့ဒီအကြောင်းအရာကိုထည့်ရိုက်ပြီးဆိုရင်လည်းသူက ဒီနောက်နောက်ခံမိโกလုံးကြီးတွေနဲ့တော့တီးလုံးကချောချောချာချာနေပေါ့နော်ဆိုတော့ဒီဒီအဖွဲ့ကကြောက်စရာကောင်းတယ်ဆိုတော့ကျွန်တော်နားလေတာကတော့ဒါဟောလိဝုဒ်ကနေပြခြင်းပုံရပါတယ်ဒါကြောင့်မလို့အဲ့လိုပုံစံနဲ့ရိုက်ကြတာပေါ့နော်ဆိုတော့အခုနကကျွန်တော်ပြောတတရလှိုင်းနောက်ပိုင်းမှာတော့ဒါအစိုးရကလည်းအခုနကပြောတဲ့ဒီအဲကားစင်ကိုမီးရှို့တဲ့ဟာမျိုးတွေပေါ့နော်အဲ့ဒီဟာမျိုးတွေကိုလုတ်ခွင့်မပြုဘန်းတယ်ပေါ့နော်အော်တမြင့်တယ်နောက်တစ်ခုကသူတို့အဲ့ဒီအခုနပြောတဲ့ထိတ်ချုံအုပ်ထုပ်ကြီးတွေစောင်းပြီးတော့လှည့်နေတာမျိုးတွေလုတ်ခွင့်မရှိတော့ဘူးဆိုပြီးတော့တမြင့်တယ် တို့ဒီမှာဆက်ဝင်ကြတာကောင်းတာကအခုနကကျွန်တော်ပြောခဲ့သလိုဒီအဖွဲ့ကိုအစိုးရကတရားဝင်ဖျက်သိမ်းလိုက်တာမျိုးမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့တရားဝင်အဖွဲ့အစည်းလောလောဆောဖွဲ့စည်းခွင့်အဖွဲ့အစည်းလောလောဆောဖွဲ့စည်းခွင့်ဥပဒေအရသူတို့အဖွဲ့ကိုဖျက်လို့မရဘူးပေါ့နော်။အဲ့တော့အဖွဲ့ကတော့အခုချိန်တည်းရှိနေသေးတယ်။ဒါပေမဲ့ဒီအစိုးရကတချို့ပြည်နယ်တွေမှာဆိုရင်တော့သူကတောင်ပိုင်းမှာအဓိကအာရှင်ဘောနာမည်ကြီးတဲ့အဖွဲ့ပေါ့အမေရိကန်နိုင်ငံတောင်ပိုင်းမှာဆိုတော့ဒီတချို့နေရာတွေမှာတော့ဒီအဖွဲ့ကိုအကြမ်းဖက်အဖွဲ့ဆိုပြီးတော့တတ်မှတ်တယ် ဘလောက်ထိတော်တချို့ဒီတမိုင်းပညာရှင်တွေဘလောက်တော့တတ်မှတ်ကြတယ်ဆိုတော့ဒီ Ku Klux Klan ဆိုတဲ့အဖွဲ့ဟာအမေရိကန်မှာပထမအဦးဆုံးပေါ်တဲ့အကြမ်းဖက်အဖွဲ့စီလိုတော့မဟုတ်တတ်မှတ်ကြပါတယ်အာသူတို့သူတို့နိုင်ငံမှာပထမအဦးဆုံးပေါ်တဲ့အဖွဲ့စီမှာလူဖြူကြီးစိုးရေးအမျိုးသားရေးဝါဒီအကြမ်းဖက်အဖွဲ့ဆိုပြီးတော့ဒါတတ်မှတ်တာပေါ့နော်ဆိုတော့နောက်ပိုင်းမှာအဲ့လိုပဲဒါအစိုးရကသူတို့ရဲ့လုပ်ရက်တွေကိုစပြီးတော့နှိမ်နှင်းနေနောက်ပိုင်းမှာတော့သူတို့ member တွေတဖြည်းဖြည်းနဲ့အဖွဲ့ဝင်တွေတဖြည်းဖြည်းနဲ့ညော့သွားပါတယ်ဆိုတော့1900 46နောက်ပိုင်းမှာအဖွဲ့ဝင်9000လောက်ပဲကျန်တော့တယ်ဆိုပြီးတော့ခံမှန်းကြရတယ်ပေါ့နော်။ဆိုတော့ဒီအဖွဲ့ကြီးကအခုချိန်ဒီဟိုရှိနေသေးတယ်လို့ပြောလို့ရတယ်။အကုန်လုံးအလုံးစုံပြတ်သွားပြီလားလို့ဆိုရင်တော့အဲ့လိုအဲ့လိုတော့မဟုတ်သေးဘူးပေါ့နော်။ဆိုတော့တချို့ကြတော့ဘယ်လိုပြောကြသလဲဆိုတော့ဒီအဖွဲ့ဝင်တွေကဒီအဖွဲ့အတိုင်းဆက်ရှိမနေတော့ဘူးနော်။ဘာလို့လဲဆိုတော့နာမည်ဆိုးနဲ့ကြော်ကြတဲ့အဖွဲ့ဖြစ်သွားတာ။ဆက်ရှိနေတော့ဘူးနော်။မာနီယိုနာစီတွေဖြစ်သွားတာမျိုးအဲဂျူမုံဒီအဖွဲ့တွေပေါ့နော်ဒီအဖွဲ့တွေဖြစ်သွားတာမျိုးအဖွဲ့ဝင်တွေပုံစံပြောင်းလိုက်တာမျိုးလုပ်နေကြတယ်လို့တော့တချို့ပြောကြတာရှိတယ် အတိအကျတော့မသိရဘူးစသဖြင့်ပေါ့ကျွန်တော်ဒီမှာအာအရင်တုန်းကအမေရိကန်မှာအခုနပြောတဲ့1900နောက်ပိုင်းကာလတွေတုန်းကဒီအဖွဲ့ကြီးလမ်းလျှောက်တဲ့ပုံစံမျိုးပေါ့နော်ဒီထိတ်ချုံအုပ်ထုပ်အဖြူရောင်တွေဝတ်ဆောင်အဖြူရောင်တွေပို့ပြီးတော့မိတုပ်ကြီးကိုင်ပြီးတော့လမ်းလျှောက်တဲ့ပုံစံမျိုးကို အမေရိကန်မှာတော့မမြင်ရတော့ဘူးဒါမှမဟုတ်မြင်ရတာကတနိုင်ငံရှိတယ်အဲ့ဒါကအခုကျွန်တော်ရောက်နေတဲ့စပိန်နိုင်ငံပေါ့နော်ကျွန်တော်အများဆုံးမြင်ရတာကအခုအခုလောလောဆယ်ကာလတန်ရှင်သောရက်သက်တပတ်လို့ခေါ်တဲ့ Holy Week လို့ခေါ်တဲ့ ဒီ Semana Center လို့စပိန်လိုခေါ်တဲ့နေရာဒီရတတဘတ်ပါဆိုတော့ဒီကာလမှာကျွန်တော်တို့အခု Madrid မှာရောအခုနာ Sevilla Malaga စသဖြင့်အဲ့ဒီမြို့တွေမှာဒီစီတန်းလှဲ့လေလှဲ့လေတဲ့ဒီပွဲရှိပါတယ်သူတပင်းတော့ဒီ Jesus ပေါ့နော်ယေရှုခရစ်ရဲ့ခရစ်တော်ရဲ့ရုပ်တုကိုပလင်ပေါ်မှာတင်ပြီးတော့နောက်အောက်ကနေထမ်းပြီးတော့လှဲ့လေကြတဲ့ပွဲပါဆိုတော့ဒီပွဲမှာရှိရောအနောက်ကရောစီတန်းလှဲ့လေကြတဲ့လူတွေရှိပါတယ်ဆိုတော့အဲ့ဒါကိုတော့အင်္ဂလိပ်လိုတော့ brotherhood လို့ခေါ်ပါတယ်ဆိုတော့မြန်မာလိုတော့ပြောရခက်တာပေါ့နော် ဟာဆိုတော့အဲ့ဒီအဲ့ဒီလူတွေကဒါစီတန်းလှည့်လေကြတယ်အဲ့လူတွေစောင်းထားတဲ့အုတ်ထုတ်ကိုကျွန်တော်ကြည့်လိုက်ရအောင်ဆိုဒီမှာတွေ့မှာပေါ့နော်အခုနောက်ကကျွန်တော်ကျွန်တော်တို့ကြည့်ခဲ့တဲ့အဲဗီဒီယိုထဲမှာဆိုတော့အဲ့ဒါကထိတ်ချုံအုတ်ထုတ်သူတို့ကတော့အဖြူအောင်မဟုတ်ပေါ့နော်အဲ့ဒီမှာကြက်သွေးအောင်လို့ကျွန်တော်တို့ခေါ်မလားအာနီညူအောင်လို့ခေါ်မလားအဲအဲ့ဒီအကြောင်းစောင်းထားကြဆိုတော့အဲ့ဒီအကြောင်းကဒီမှာတော့ဒီစပိန်မှာတော့ ဟိုကိုကိုအကွဲအပြားတွေအများကြီးရှိတယ်တချို့အဖွဲ့တွေကအပြောင်နေဘူးလေတချို့အဖွဲ့ကပန်းရောင်စသဖြင့်ပေါ့နော်တချို့အနက်ရောင်ညဘက်တွေကတော့အနက်ရောင်တို့ကိုကြာတော့တွေ့တယ်အဲအမျိုးမျိုးရှိတယ်အဲဒီအယောင်ကွဲတာကအဖွဲ့ brotherhood တဖွဲ့နဲ့တဖွဲ့နဲ့မတူဘူးနော်ဘယ်အဖွဲ့ကတော့ဘယ်အယောင်ဝတ်တယ်စသဖြင့်အဲ့ဒါကြောင့်မလို့အယောင်တွေကွဲကြတာပေါ့ဆိုတော့ပုံစံကအဲ့ဒီအခုကျွန်တော်တို့ရုပ်ဒီဗီဒီယိုထဲမှာကြည့်ခဲ့ရတဲ့ပုံစံထိတ်ချုံအုတ်ထုတ် ပုံစံကအဲ့ဒီအခေါ်ကစပိန်လိုတော့ကာပီရိုဒေလိုခေါ်ပါတယ်ကျွန်တော်တောက်လျှောက်တော့အဲ့ဒီအတုံးတုံးပဲ 73တောင်းပေါ့နော်ကာပီရိုတွေဆိုတဲ့အသုံးတော့73တောင်းပါမယ်ဆိုတော့ဒီကာပီရိုတွေကအခုနောက်ကကျွန်တော်တို့ကြည့်ခဲ့တဲ့ Cookless Clan အဖွဲ့ဂိုင်းရဲ့ဆောင်းနဲ့အုတ်ထုံးနဲ့ပုံစံအတူတူပါပဲဆိုတော့အခုလောလောဆယ်ကတော့ဒါစပိန်ဝင်ရောက်တဲ့နိုင်ငံသားဆိုပြီးဆိုရင်ဒီကိစ္စအပေါ်မှာအံ့ဩကြတာပေါ့နော်ဘာလို့ဒီအထူးသဖြင့် American တွေအံ့ဩကြတာပေါ့ဘာလို့စပိန်ကဒီဘာသာရေးပွဲမှာ Cookless Clan လိုမျိုးထိတ်ချုံအုတ်ထုံးတွေကာပီရိုတွေတွေဆောင်းထားကြတယ်လဲဆိုပြီးတော့မေးကြတယ်တချို့လဲ အံ့ဩကြတာဘာလို့လဲဆိုတော့အမေရိကမှာဒီအုပ်ထုပ်ကြီးတွေမြင်လိုက်လို့ရှိရင်ဒါကဒါလူဖြူကြီးဆိုရေးအမျိုးသားရေးအစွန်ရောက်အမျိုးသားရေးဝါဒီတွေလို့မြင်ကြတော့ဆိုတော့စပိန်မှာမေးကြရတာစပိန်ကသူတွေကဘာဖြစ်လို့ဘာသာရေးပွဲမှာအဲ့ဒီအုပ်ထုပ်အချုပ်ကြီးတွေကာပီရိုတွေတွေစောင်းကြတာလဲဆိုကျွန်တော်တို့မေးရအောင်ဆိုတော့ဒါကိုကျွန်တော်တို့သိဖို့တော့အာ15ရာစုပေါ့နော်စပိန်စပိန်တမိုင်းရဲ့15ရာစုကာလကိုကျွန်တော်တို့ပြန်သွားကြည့်အောင်ပါဆိုတော့ကျွန်တော်တို့အခုစပိန်နိုင်ငံရဲ့တမိုင်းမှာ15ရာစုကိုပြန်သွားကြည့်အောင်ပါ အဲ့တုန်းကဒီ1488ကနေ1834ထိကြာကာလနှစ်ပေါင်း350ပဲအဲ့တော့မှကြီးစိုးခဲ့တဲ့ဒီဘာသာရေးဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတခုရှိပါတယ်အဲ့ဒီအဖွဲ့ကို Spanish Inquisition လို့ခေါ်ပါတယ်ဆိုတော့မြန်မာလိုပြန်ကြတော့တွေ့တယ်ဗောနော်တချို့ကျွန်တော်လိုက်ဖက်ကြည့်တော့တွေ့တယ်တချို့ကျဘလို့သုံးတာလဲဆိုတော့ Spain ရှာဖွေမှု Inquisition ကိုရှာဖွေမှုဆိုပြီးဘာသာပြန်ကြတာတွေ့တယ်တချို့ကျတော့လည်းအဲ Spain စုံစမ်းစစ်ဆေးခြင်းဆိုပြီးတော့ဘာသာပြန်ကြတာတွေ့ပါတယ်ဒါပေမဲ့ကျွန်တော်တကူကြီးအမြင် နားလည်မှုအကြတော့ဒီ inquisition ဆိုတဲ့စကားလုံးကိုဒီစုံစမ်းစစ်ဆေးခြင်းကိုရှာဖွေမှုလို့ပြန်လာတိတ်ပြီးတော့မထီအောင်ဘူးလို့ကျွန်တော်တော့ဒီမှာမြင်ပါတယ်။ဘာလို့လဲဆိုတော့ဒီ Spanish Inquisition အဖွဲ့လုပ်ခဲ့တာကစုံစမ်းစစ်ဆေးရေးမလုပ်ဘဲလုပ်တယ်ပေါ့နော်။အာရှာဖွေမှုမလုပ်ဘဲလုပ်တယ်ဒါပေမဲ့အဲ့ထက်ပိုပြီးတော့ရက်ဆက်ပါတယ်။အဲ့ထက်ပိုပြီးတော့ကြမ်းကြုတ်ပါတယ်။ဒါမှဒါကြောင့်မလို့နာမည်ကိုမြင်လိုက်တာနဲ့အဖွဲ့လို့သိရဖို့လည်းခက်တယ်ပေါ့နော်အခုဘာသာပြန်နေကြ။ဆိုတော့ဘာသာပြန်မှုတော့ခက်ပါတယ်။ပြောရရင် तू ကစကြောရေးပုံစံမျိုးလို့ ပြောရမှာပေါ့နော်ဒီ inquisition အဖွဲ့ကသူကလူတွေလူတက်တယ်အလုပ်ကိုလည်းလုပ်တာပေါ့အာ execution လုပ်တယ်ပေါ့နော်အာတေတံပေးတဲ့အလုပ်တွေကိုလည်းလုပ်တာပေါ့ဒါကြောင့်မို့ဒီအဖွဲ့ကကြမ်းတမ်းပါတယ်ဒီစကလုံးနေနေတော့မလုံလောက်ပါဘူးဆိုတော့ဒီမှာကျွန်တော်အင်္ဂလိပ်လိုပဲဆက်သုံးပါမယ်ဆိုတော့ Spanish inquisition ပါဆိုတော့ဒီအဖွဲ့ကိုဘယ်တော့မှဖွဲ့ရလဲဆိုတော့ဒီ Spain ကို Muslim တွေအုပ်ချုပ်ခဲ့တာကနှစ်ပေါင်း800လောက်အုပ်ချုပ်ခဲ့တာပေါ့နော်ဆိုတော့မွတ်စလင်တွေအုပ်ချုပ်ခဲ့တဲ့နေရာမှာစပိန်နိုင်ငံလည်းမဟုတ်ဘူးပြင်သစ်နိုင်ငံတောင်ပိုင်းလည်းပါတယ်ပေါ်တူဂီလည်းတဲ့မွတ်စလင်တွေအုပ်ချုပ်ခဲ့တယ် ဒီဒီ Iberian Peninsula ကြီးတစ်ခုလုံးအုပ်ချုပ်ခဲ့ပါတာ။ဒါကြောင့်မို့လို့စပိန်မှာဆိုလို့ရှိရင်တချို့စပိန်လူမျိုးတွေကအာဥရောပသားလို့ပြောရတာခက်တယ်ပေါ့နော်။ဥရောပတိုက်ထဲမှာလို့ရှိရတယ်။ဒါပေမဲ့သူတို့ရုပ်ကမွတ်စလင်ပုံစံနည်းနည်းပေါက်တယ်။ဆိုတော့ဒါကြောင့်မို့လို့ရုပ်တွေကတိတ်မကွဲပါဘူး။ဆိုတော့အာအဲ့ဒီမွတ်စလင်တွေကိုတိုက်ပြီးလိုက်တဲ့အချိန်မှာစပြီးတော့ပေါ်လာတဲ့အဖွဲ့ပေါ့နော်။ဒီအဖွဲ့က Spanish Inquisition ဆိုတဲ့အဖွဲ့။ဒီအဖွဲ့ကတော်တော်အာဏာကြီးပါတယ်အဲ့ဒီကာလက။ဘာလို့လဲဆိုတော့သူကအဲ့တုန်းကဗာတီကန်ပုပ်ရဟန်းမင်းကြီးကဒီအဖွဲ့ကိုအတိအမှတ်ပြုပြီးတော့ အာနာပေးထားတာပေါ့တဘောတော့ဗာတီကန်ရဲ့အာနာကိုရထားတဲ့အဲဘာသာရေးအဖွဲ့ဆိုတော့တော်တော်အင်အားကြီးတာပေါ့ဆိုပြီးတော့ဒါမဲ့ဗာတီကန်ကဒီအဖွဲ့ကိုအုပ်ချုပ်တာလားအမိန့်ပေးတာလားဆိုမဟုတ်ပါဘူးဒီစပိန်ကနေပြီးတော့စပိန်ဘရင်ကနေပြီးတော့အုပ်ချုပ်တာအဲဒီတော့ကတော့ဘရင်နဲ့ဘရင်မှစပြီးတော့အုပ်ချုပ်တဲ့ကာလဆိုတော့အဲ့ဒီမှာဘာဖြစ်လဲဆိုတော့သူတို့ကအစောပိုင်းမှာတော့ဟုတ်တယ်ဘရင်နဲ့ဘရင်မကဒီကြံခဲ့တဲ့အခုနကမွတ်စလင်တွေကိုတိုက်ထုတ် ပြီးတဲ့အချိန်မှာကြံခဲ့တဲ့မွတ်စလင်တွေရှိပါတယ်ဆိုတော့ဒီတော့ကဘာလို့လဲဆိုတော့ မွတ်စလင်တွေကိုဒီဘရင်နဲ့ဘရင်မှာအမိတ်ထုတ်ပါတယ်အဲ့အမိတ်ကဘာလဲဆိုတော့ကြံခဲ့တဲ့မွတ်စလင်တွေနောက်ပြီးဂျူးဘာသာဝင်တွေပေါ့နော်ဂျူးဘာသာဝင်တွေမွတ်စလင်တွေအနေနဲ့ကက်သလစ်ခရစ်ယာန်အဖြစ်ဘာသာပြောင်းရအောင်လဲဆိုပြီးတော့အမိတ်ထုတ်ပါတယ်ဆိုတော့တချို့လည်းပြောင်းကြတယ်ပေါ့နော်အဲတချို့မပြောင်းကျင်တဲ့သူတွေကတော့ထွက်ပြေးကြတယ်တော်တော်ဂျူးတော်တော်များများထွက်ပြေးကြတော့ဒီအခုလောလောဆယ်စပိန်နိုင်ငံတပကံဒီမော်ရိုကိုနိုင်ငံမှာဒီဂျူးရက်ွက်ဆိုပြီးတော့ရှိတယ်ပေါ့နော်အဲဂျူးရက်ွက်ကကျွန်တော်တို့ဒီစပိန်ကနေပြီးတော့ထွက်ပြေးသွားတဲ့ဂျူးတွေအဲ့ဒီမှာနေကြတာပေါ့ဆိုတော့ အကုန်လုံးကတော့မပြေးနိုင်ကြဘူးပေါ့နော်။ကြံခဲ့တဲ့ဂျူးတွေလည်းအများကြီးရှိတယ်။ကြံခဲ့တဲ့မွတ်စလင်တွေလည်းအများကြီးရှိတယ်။ဆိုတော့သူတို့ကိုသူတို့ကမင်းအမိန်ဆိုတော့ရာဇသံဆိုတော့ကြောက်ကြတော့အပြင်းပန်းမှာဘာသာပြောင်းကြပါတယ်။မွတ်စလင်တွေအစ္စလာမ်ဘာသာဝင်တွေကဒီခရစ်ယာန်ကက်သလစ်ခရစ်ယာန်ကိုပြောင်းကြတယ်။ဂျူးတွေကလည်းဂျူးဘာသာတွေခရစ်ယာန်ကိုပြောင်းကြတယ်ပေါ့။ဒါမဲ့သူတို့ကအပြင်းပန်းမှာသာပြောင်းကြပြီးတော့အတွင်းပိုင်းမှာကြတော့ခိုးပြီးတော့သူတို့ဘာသာကိုပဲပြန်ကိုးကွယ်ကြတာပေါ့။ဆိုတော့ဒါကို ကွန်ဘဲဆိုတော့မော်ရစ်ကိုတို့သူတို့စပိန်ဘာသာစကားမှာတော့ခေါ်ပါတယ်ဆိုအဲ့ဒီလူတွေကိုအခုနပြောရစပန်နဲ့ရှင်းခွေစေချင်တာလိုက်ရှာပြီးတော့နှိမ်နှင်းတာပါဆိုတော့သူတို့ပြောတဲ့ပုံစံအရဆိုရင်တော့လူ3000ကျော်ကနေပြီးတော့5000လောက်အထိကိုတတ်ခဲ့တယ်ဆိုပြီးပြောတာပေါ့နော်ဘာသာဘာသာရေးကိုမထီမဲ့မြင်လို့လို့နောက်တစ်ခုစသဖြင့်ပေါ့နော်ဘာသာမပြောင်းလို့ပေါ့သူတို့အဓိကဘာသာပြောင်းဘာသာမပြောင်းမနဲ့ခိုးပြီးတော့ကူးကွယ်နေအဲ့လူတွေကို အာတရားခွင်တင်တယ်။တရားခွင်ကနေပြီးတော့သူတို့အမိန့်ချပြီးတော့ဒီလူတွေကိုတေတံပေးတယ်ပေါ့နော်။ဆိုတော့ဒီတေတံပေးတဲ့နေရာကအခုချိန်ထိအဲ့နေရာရှိပါသေးတယ်။ကျွန်တော်တို့မက်ဒရစ်မှာဆိုလို့ရှိရင်အဲ့နေရာကိုပလာဆာမာယိုလို့ခေါ်တာပေါ့နော်။အခုချိန်ထိရှိကျွန်တော်တို့သွားကြည့်လို့ရပါတယ်မြို့လေကောင်မှာအဲ့ဒါရှိသေးတယ်ပေါ့နော်။ဒါက Spanish Inquisition အဖွဲ့ကြီးကနေပြီးတော့တတ်ခဲ့တာပေါ့။ဆိုတော့ဒီမှာအာကျွန်တော်တို့အခုနကပြောတဲ့အပိုင်းကိုရောက်လာပြီပေါ့။ Spanish Inquisition အဖွဲ့ကတတ်တော့မယ်ဆိုလို့ရှိရင်အခုနကပြောတဲ့ဘာသာမပြောင်းဘူးဆိုတဲ့ Jew ဒါမှမဟုတ်အာ Islam ဘာသာဝင်ပေါ့နော်။ သူတို့ကိုဒီတေမိတ်မပေးခင်နောက်တစ်ခုကဒီတရားစီရင်မှုမလုပ်ခင်မှာသူတို့ကိုစောင်းပေးတဲ့အုတ်ထုတ်ရှိပါအဲ့ဒီအုတ်ထုတ်ကခုနကျွန်တော်ပြောခဲ့တဲ့ Cookless Clan အဖွဲ့စောင်းတဲ့အုတ်ထုတ်နောက်တစ်ခုအခုလောလောဆယ်ကျင်းပနေတဲ့ Semana Santa တန်ရှင်သောရသက်တပတ်မှာ Brotherhood တွေစောင်းတဲ့အုတ်ထုတ်ပေါ့နော်အဲ့ဒီအုတ်ထုတ်နဲ့တပုံစံနဲ့အတူတူပါပဲဆိုတော့အခုနကနှစ်ခုစလုံးတည်းသူကတော့ပိုစောတာပေါ့နော်ဆိုတော့ဒါကဒီအာ15ရာစုပေါ့15ရာစုတုန်းကစပိန်မှာရှိခဲ့တဲ့အဖွဲ့ပေါ့ဆိုတော့အဲ့ဒီအဖွဲ့ စောင်းတဲ့သူတို့အဲ့တုန်းကစောင်းတဲ့အတိတ်ပဲစောင်းရတဲ့အတိတ်ပဲကတော့တခုပါအဲ့ဒါကဘာလဲဆိုတော့ဒီအုတ်ထုတ်အချုံကိုစောင်းထားခြင်းအပြင်အဲ့ဒီအပြစ်ရှိတယ်လို့သူကိုယ်သူအာဒါအဖွဲ့ကလည်းပြီးတော့ယူဆတာပေါ့နော်ဒီလူဟာအာကတ္တလခရီးအောင်မကိုးကွယ်ဘူးပေါ့နော်ဆိုတော့ဒီလူကဘာလို့ပါလဲဆိုတော့ခေါင်းငင်ပုံကိုသူ့ရဲ့အတွေးတွေကိုခေါင်းငင်ပုံကိုလွှတ်ရတာအဲ့တို့ကြောင့်မလို့ထိတ်ကိုခြုံထားရဆိုပြီးတော့သူ့ရဲ့အတိတ်ပဲကအဲ့လိုဆိုတာပေါ့နော်နောက်တစ်ခုကကျတော့အဲ့ဒီထိတ်ခြုံအုတ်ထုတ်စောင်းကာပီလူတွေကိုစောင်းထားလို့ရှိရင်အဲ့ဒီလူကစကားပြောခွင့်မရှိပါဘူး ိတ်တဆိတ်ငြိမ်သက်နေရတာပေါ့နော်။သူ့ဘာသူအရှက်ရအောင်ဆိုပြီးတော့အဲ့အုတ်ထုတ်ကိုစောင်းနေဆိုပြီးတော့အယူအဆရှိပါတယ်။ဒါအုတ်ထုတ်ကိုစောင်းထားတာနဲ့အဲ့အုတ်ထုတ်စောင်းထားတဲ့လူကိုမြင်တာနဲ့တခြားသူတွေကဒါဟာအပြစ်သားပဲ။အဲဘာသာမတူတဲ့လူပဲ။တခြားဘာသာကနေငါတို့ဘာသာကိုမပြောင်းတဲ့လူပဲဆိုတာမျိုးမြင်တာပေါ့နော်။ပြီးတော့ဒီအဲ့လူကအခုကိုကိုမျက်နှာကိုမပြရဲတော့အောင်ရှက်လို့ဒီလိုမျိုးဖုံးထားရတာဆိုပြီးတော့အဲ့ဒီယူဆကြတာပေါ့။ဒါပေမဲ့အခုဇေမာနာစင်တာမှာစောင်းတဲ့အုတ်ထုတ်စောင်းတဲ့လူတွေရဲ့သဘောကတော့အာကိုယ်လှုပ်ထားတဲ့ အကုတုပေါ့အကုတုအတွက်ကုဖတာကိုပြန်ပြီးတော့စင်ကျင်နိုင်မှုအတွက်ဆိုပြီးတော့အဲ့ဒီအော်တိုကိုသူတို့ကစောင်းကြတာဖြစ်ပါတယ်ဆိုတော့အတိတ်ပဲကတော့အဲ့ဒီ15ရာစုတုန်းက Spanish Inquisition ကာလကအတိတ်ပဲအခုလောလောဆယ်အတိတ်ပဲနေကမတူတော့ဘူးပြောင်းသွားတာပေါ့နော်ဒီဟာကိုပဲဆိုတော့ကျွန်တော်တို့အာ Cookless Clan အကြောင်းဒီမှာပြောရတာပါပေါ့နော် Cookless Clan ကအဲ့ဒီအော်တိုကြီးစောင်းတာကဒီဟာနဲ့တူသလားပေါ့ဆိုတော့တမိုင်းပညာရှင်တွေပြောကြတာကတော့ကျွန်တော်လိုက်ရှာဖတ်မိတယ်လို့ပါအဲ့ဒါကဘာလဲဆိုတော့ဒီ Cookless Clan စောင်းတဲ့အုတ်ထုတ် ရဲ့ရင်းမြစ်ကဘယ်ကလာလဲဆိုတော့အတိအကျမသိရဘူးလို့ပြောတာပေါ့နော်ဆိုတော့ဖြာဖြာဖို့ကြီးတော့ဆိုကျွန်တော်လည်းမတွေ့ပါဘူးဆိုတော့ဒီမှာကျွန်တော်တို့ဘာပြောလို့ရတယ်လဲဆိုတော့အနည်းဆက်ဆုံးတူနေတာက Google's Clan အဖွဲ့အဲ့ဒီအုတ်ထုံးနဲ့အနည်းဆက်ဆုံးတူနေတာအခု Spain ကဒီ Spanish Inquisition တုန်းကဆောင်းခဲ့တဲ့အုတ်ထုံးနဲ့အနည်းဆက်ဆုံးတူနေတယ်လို့ပဲပြောလို့ရတယ်ဒီဟာကဒီကနေအဲ့ဒီ Google's Clan ရဲ့အုတ်ထုံးကဒီ Spanish Inquisition စီကနေပြီး idea ခံလာလားဆိုတော့ဘယ်သူမှအတိအကျပြောလို့မရဘူးအတိအကျလည်း မတိရပါဘူးဆိုဒီမှာသုံးပုံသုံးနေရတယ်ရှိတာဘူးဒီမှာ Spanish Inquisition တော့သုံးခဲ့တာဒါကအာအဲ့ဒီအုတ်ထုပ်ကိုစောင်းလိုက်တာနဲ့ဒါအပြစ်သားဖြစ်တယ်နောက်တစ်ခုကအရှက်ရစေခြင်းနဲ့နောက်တစ်ခုကအာဖျားကိုပို့ပြီးတော့ဥညွတ်စေလိုတယ်ဆိုတဲ့အိဗန်နဲ့စောင်းကြတာဒါမဲ့အာ Google's Clan စောင်းတာကြအဲ့ဒီအိဗန်မဟုတ်ဘူးသူကအဲ့ဒီအချွန်ကြီးတွေကိုနောက်ကျွန်တော်ပြောသလိုမီးတို့ကြီးတွေကာရင်ပြီးတော့စတဲ့ပြင်ပေါ့နော်နောက်ဟိုကိုကိုဘယ်သူလဲဆိုတော့ဖုံးထားခြင်းလို့မျက်နှာကိုဖုံးထားပြီးတော့စောင်းကြပြီးတော့ဒီရာကိုကြည့်လိုက်တဲ့အခါ ည်တဲ့သူတွေကြောက်သွားအောင်လို့လှုပ်ချင်တာကြောင့်မလို့သူတို့စောင်းကြတယ်ပေါ့အတိတ်ပဲရတော့မတူပါဘူးဒါပေမဲ့ပုံစံကသွားတူနေတာပေါ့နော်တော့တစ်ခုလုံးကိုခြုံပြီးတော့ပြောရရင်တော့ Spanish Inquisition အဲနောက်တစ်ခုကကျတော့ Cookless Clan of Simana Center အကြောင်းကျွန်တော်ပြောခဲ့တယ်ပေါ့နော်ဒီမှာအဓိကအဖွဲ့နှစ်ခုပါတော့ပေါ့ Spanish Inquisition နဲ့ Cookless Clan ပေါ့ဆိုတော့ Spanish Inquisition ကတော့15ရာစုကဖြစ်ခဲ့တာပေါ့ Cookless Clan ကတော့19ရာစုဖြစ်ခဲ့တာပေါ့ဆိုတော့အဲဒီတော့ကဒီသူတို့သုံးခဲ့တဲ့အတုံနှုံးတွေပြောခဲ့တဲ့အပြောအဆိုတွေကျွန်တော်တို့ပြန်ကြည့်ကြအောင်အဲ့ဒါကဘာလဲဆိုတော့ ဘာသာမတူတဲ့လူတွေဂျူးမွတ်စလင်အစသဖြင့်ပေါ့နော်ဆိုတော့ဘာသာမတူတဲ့လူတွေကိုတတ်တယ်ဆိုရဲအုံနုံတယ်ဆိုတော့ဒီ19ရာစုအစောပိုင်းမှာကြာတော့လေဒီ Google Cloud ကြာတော့လေလူဖြူကြီးဆိုးကြီးပြောရရင်တော့အဲ့တုန်းက American First Race ကလုံးပေါ်သလားမပေါ်သလားကျွန်တော်မသိကြပါဘူးဒါပေမဲ့ဒီလူမဲမဟုတ်တဲ့လူဖြူတွေဒါပဒါနာလူဖြူတွေဒါအဓိကဆိုရဲမူဝါဒကိုသူတို့ပြောခဲ့တာပေါ့ဆိုတော့အစောပိုင်းမှာဒီမှာကျွန်တော်တို့လေ့လာတင်တာက ဒီ Google Scholar နဲ့ပတ်သက်လို့ပေါ့နော်ဆိုတော့အစောပိုင်းမှာဒီစကလုံးတွေကိုစပြောလို့ရှင်သူတကယ်မသိကြအောင်ဆောင်ကြတယ်ပြီးတော့ဒီစကလုံးတွေရဲ့ပြင်အားဒီစကလုံးတွေရဲ့အားကိုတိတ်ပြီးတော့ဂရုမပြုဟိုဒီလိုရှိကြတယ်ပေါ့နော် ကျွန်တော်မြင်လာတော့ဒါပေမဲ့အဲ့ဒီစကလုံးတွေကအင်မတန်အန္တရာယ်များပါတယ်ဒါကြောင့်မလို့တို့တို့လက်ရှိရှိနေတဲ့နိုင်ငံရေးသမားတွေနိုင်ငံရဲ့ခေါင်းဆောင်တွေပြောတဲ့စကလုံးတွေသူတို့သုံးတဲ့အသုံးအနှုန်းတွေကျွန်တော်တို့ကသတိထားကြည့်တယ်ပါတယ်ဆိုတော့ American first အခုကျွန်တော်တို့ Frederick Ma ဆိုလို့ရှိရင် Germany မှာ Germany first ဆိုတာမျိုးတွေကိုသူတို့ သုံးတာမျိုးတွေသတိထားတင်တယ်ပေါ့နော်။ဘာလို့လဲဆိုဒီစကလုံးတွေကအင်မတန်အန္တရာယ်များပါတယ်။ဆိုတော့နိုင်ငံရေးသမားတယောက်ကဒါလူကြိုက်မဲ့စကလုံးတွေကိုရွေးပြောတာပြဿနာမရှိပေမဲ့ဒီစကလုံးတွေနောက်မှာအခုနောက်ပြောသလိုအာလူဖြူကြီးစိုးရေးဝါဒကုကလစ်ကလန်လောက်ခဲ့တဲ့ပုံစံမျိုးအထိရောက်မလာနိုင်ဘူးလို့ဘယ်သူအမှခံနိုင်မလဲ။ဆိုတော့ဘယ်သူမှအမှမခံနိုင်ဘူးလို့အဲ့လိုလိုအဲ့ဒီလောက်ထိဖြစ်လာလို့ရှိရင်လူအဖွဲ့အစည်းကိုဒုက္ခပေးတော့တဲ့အထိလူလူတွေသေတဲ့အထိအများကြီးဖြစ်လာနိုင်တယ် ဆိုအခုနကျွန်တော်ပြောခဲ့လူ၃တန်းငါနေ၆တန်းအထိ member တွေရှိလာတဲ့အဖွဲ့မျိုးဆိုလို့ရှိရင်ဘယ်သူထင်မလဲပေါ့နော်ဆိုတော့ဒါမဲ့အဲ့လောက်ထိအခြေအနေအထိကိုဖြစ်လာနိုင်ပါတယ်ဆိုတော့ဒါကြောင့်မလို့ကျွန်တော်တို့တမိုင်းကိုတမိုင်းမှာဖြစ်ခဲ့တဲ့ဒီလူပြူကြီးဆိုရေးဝါဒနောက်တစ်ခုကလူမဲမုံတီးဝါဒဒီဟာတွေနဲ့ပတ်သက်လို့ကျွန်တော်တို့ဟိုသတိမူတင်နေပေါ့နော်လေ့လာတင်နေလို့ကျွန်တော်ကတော့တင်ပါတယ်အဲ့ဒါကြောင့်မလို့ဒီနေ့ဗီဒီယိုမှာကျွန်တော် Google Class Client ရော Spanish ဒီ Spanish ကိုကြည့်ကြအကြောင်းပြပြပြောခဲ့တာဖြစ်ပါတယ် အဆောဆုံးနားဆင်ပေးခဲ့တဲ့ကျေးဇူးများကြီးတင်ပါတယ်အားလုံးအဆင်ပြေကြပါစေဗျာ